မင်္ဂလာပါရှင်ရှယ်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရှယ်ကုန်စေတော်တွင်38ကြိမ်မြောက်မတူးတင်ငယ်ရလုပ်ပူဇော်ပြိုင်ပွဲအခမ်းအနားဖွင့်လှစ်ခြင်းပါတဲ့သတင်းဖြစ်ပါတယ်ရှိကုန်စီတော်တွင်38ကြိမ်မြောက်မတူးတင်ငယ်ရလုပ်ပူဇော်ပြိုင်ပွဲအခမ်းအနားကိုနိုဝင်ဘာ3ရက်ညနေ4နာရီခွဲကဖွင့်လှစ်ကြောင်းသိရပါတယ်။ပြိုင်ပွဲတွင်ကုသိုလ်တော်အသင်းများမှရကန်းစင်ကိုစင်ကပါဝင်ရလုပ်ရှင်ပြိုင်ကြပါတယ်။အစူပါခမ်းနားကိုရှိကုန်စီတော်ဂေါပကဘွဲကဖိတ်ချုပ်ပြဖွင့်လှစ်ခဲ့ပြီးတာဝန်ရှိသူများရကန်းပညာရှင်များ ခြေကပညာရှင်များရကန်းစင်ကိုစင်မှပြိုင်ပွဲဝင်ဖွဲ့သားများတက်ရောက်ခဲ့ကြပါတယ်။မတူးသင်ငယ်ရလုပ်ပူဇော်ပြိုင်ပွဲတွင်တပလဲရတနာစင်တော် နှစ်ဗရမယေတနာစင်တော်သုံးဥတ္တဗျာယေတနာစင်တော်လေးစေယေတနာစင်တော်ငါမြယေတနာစင်တော်ခြောက်ကြောက်စင်ယေတနာစင်တော်ခုနှစ်ရွှေယေတနာစင်တော်ရှစ်နီလာယေတနာစင်တော်နဲ့ကိုတန်နာယေတနာစင်တော်တို့ပါဝင်ရှင်ပြိုင်ကြကြောင်းနဲ့ပထမစုကို340ဒုတိယစု35သိန်းတတိယစု330ကျပ်စတုတ္တစု25သိန်းကျပ်နဲ့နှစ်သိန်းစုများကို15သိန်းကျပ်စီချိမြင့်မှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်